ိုင်းနိုင်ငံမှာပြီးမှတ်မင်းသားမာရီယိုမော်ရာဟာမြန်မာနိုင်ငံကိုတတိယအကြိမ်မြောက်လာရောက်ခဲ့ပြီးမေလ22ရက်နေ့ကဂျန်ရှင်းစီးတီးမှာကျင်းပတဲ့ပွန်စမန်မျက်နှာသစ်ဆက်ပြမိတ်ဆက်ပွဲသို့တက်ရောက်ခဲ့ပါတယ်။ ဒီနေ့ကျင်းပတဲ့ပွဲကိုတော့ Ponsman မှတာဝန်ရှိသူတွေက Ponsman ရဲ့ brand ambassador တဦးဖြစ်တဲ့မြန်မာနိုင်ငံမှသရုပ်ဆောင်နိုင်နိုင်နဲ့အတူထိုင်းနိုင်ငံက brand ambassador Mario Moya တို့ကကန်ဆယ်မင်းများနိုင်ခြင်းပြိသက်များနဲ့အတူတကွဓာတ်ပုံရိုက်ခြင်းများပြုလုပ်ခဲ့ကြတာပဲဖြစ်ပါတယ်ဒီနေ့ကျင်းပတဲ့ပွဲနှစ်ပတ်သက်ပြီးတော့လည်းသရုပ်ဆောင်နိုင်နိုင်ကအခုလိုပြောပြသွားခဲ့ပါတယ်ကျွန်တော်တို့ဒီမျိုးသားတွေဆိုတာအဲ့လိုမျိုးညနာကိုအဲ့လိုမျိုး ဒီ fisher လောက်ဖို့ဆိုတာကအရင်ကအချိန်ပေးချိန်ပေးဆိုင်မတုံးနိုင်ဘူးဆိုတော့ဒီ pond ဆိုတုံးချင်းအဖြစ်ဒါကိုယ့်အကိုယုံကြည်မှုရှိလာပြီးတော့ဟိုမျက်နာကအားပြည့်ပြီးကြည်လင်တဲ့အသားကြီးပိုင်ဆိုင်နိုင်လိမ့်မယ်လို့ကျွန်တော်ပြောရဲပါတယ်အမခံပေးပါတယ်ယုံကြည်ကြည်နဲ့တုံးကြည့်ပါကိုစမ်းထုတ်လို့လိုမျိုးကျွန်တော်တို့ပုံစံမျိုးဖြစ်လာပါလိမ့်မယ်လို့ကျွန်တော်အမခံပါတယ် ပေါ့စမန်ပစ္စည်းတွေကိုမိတ်ဆက်ပေးခြင်းနဲ့အတူပေါ့စမန်မှကျင်းပပြုလုပ်ခဲ့တဲ့အောင်မြင်မှုပုံရိပ် Facebook ဓာတ်ပုံပြိုင်ပွဲမှာအနိုင်ရရှိသူတွေကိုလည်းရွေးချယ်ခဲ့ပါဗျာ။အနိုင်ရရှိသွားခဲ့တဲ့မောင်မင်းထုမြတ်မှာလည်းဒီနေ့ပွဲအတွက်စိတ်လှုပ်ရှားမှုကိုအခုလိုပဲဖြေကြားခဲ့ပါဗျာ။ Finalist ဆရာလုံးကလည်းအရန်ကိုမိုက်ပါတယ်။ အဲအဲကြာမှာမှကျွန်တော်ဝင်လာရတဲ့အတွက်ကြောင့်အရင်မဲ့ဝမ်းသာမိပါတယ်ဗျဟုတ်ကဲ့အာကျွန်တော်အရင်အားကြားတဲ့မြန်မာနိုင်ငံအမှုပညာရှင်ရောအဲပြပအမှုပညာရှင်တွေရောအတူတူစင်ပေါ်မှာကစားရတဲ့ကြောင့်ကျေးဇူးအရင်ရင်ခုန်ပါတယ်ပျော်လဲပျော်ပါတယ်ဗျဒါအပြင်တရုတ်ဆောင်နိုင်နိုင်နဲ့ထိုင်းမင်းသားမာရီယိုတို့ကလည်းတိုက်ပွဲဝင်များနဲ့အတူဂိမ်းကစားခြင်းနဲ့ဓာတ်ပုံရိုက်ကူးခြင်းတွေပြုလုပ်ခဲ့ပါတယ်။ thank you so much.